ယူထာထွေပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပြည်သက်ကြီးအတွက်တင်ဆက်မြန်ဝေပေးခြင်းတဲ့အကြောင်းအရာကနေပေတိုင်းမှာတိုးတက်အောင်မြင်ခြင်းတဲ့လူငယ်တွေအတွက်မဖြစ်မနေရှိတာအသင့်တဲ့ social network စကေးကြောင့်ပဲဖြစ်ပါရယ်။ နည်းပညာတွေအချိန်နဲ့မျှတိုးတက်ပြောင်းလဲနေတဲ့21ရာစုခေတ်ကြီးထဲမှာလူငယ်တွေအနေနဲ့ဘဝမှာတိုးတက်ကြီးပွားအောင်မြင်ခြင်းနဲ့ဆိုရင် social skill ကတော့မဖြစ်မနေရှိထားဖို့လိုပါလိမ့်မယ်။တင်းအနေနဲ့ social skill သာရှိမထားဘူးဆိုရင်တခြားသူတွေထက်ပုံမနောက်ကျကျန်နေခဲ့မဲ့အပြင်တင်းရဲ့လူမှုဘဝတိုးတက်အောင်မြင်ဖို့ရလဲနှောင့်နှေးစီမံကတော့အသေးချာပါပဲ။တဲ့အနေနဲ့တခြား channel skill တွေဘာမှရှိမထားဘူးဆိုရင်တော့ social networking skill ရှိထားအောင်တော့ပြင်ဆင်ထားသင့်ပါတယ်။ ကို့မှာ social networking ကောင်းကောင်းသာရှိထားမယ်ဆိုရင်ကို့ရဲ့ professional career life ကိုနောက်တစ်ဆင့်မြင့်တင်ပေးနိုင်ပြီးအလုပ်ကိုင်းခွင်လန်းကောင်းရရှိစေတဲ့အပြင်အခြားသောအခွင့်အရေးကောင်းတွေကိုလည်းပိုင်ဆိုင်စေနိုင်ပါသေးတယ်။ဥပမာပြောရမယ်ဆိုရင်တင့်အနေနဲ့ကိုပိုင် business တစ်ခုစတင်လုပ်ကိုင်ခြင်းပေမဲ့ကို့လက်ထဲမှာစတင်မှုအတွက်ငွေကြေးအရင်းအနှီးမရှိဘူး။ဒါပေမဲ့ကိုကငွေရင်းနှီးရှိရမိတ်ဆွေတယောက်နဲ့သာ network ရှိထားမယ်ဆိုရင် အဲ့ဒီမိတ်ဆွေကနေတဆင့်ကိုလုတ်ချင်တဲ့လုပ်ငန်းကိုစတင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ဒါကနဝကင်းကောင်းကောင်းရှိထားခြင်းရဲ့အကျိုးကျေးဇူးတစ်ခုလို့ပြောမယ်ဆိုရင်လည်းမှားမှာပါဘူး။အလားတူပဲစီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ်ပညာရေးနယ်ပယ်မှာဖြစ်ဖြစ်တခြားဘလို့နယ်ပယ်ကဏ္ဍတွေမှာမဆိုဆိုရှယ်နက်ဝကင်းသာကောင်းကောင်းရှိထားမယ်ဆိုရင်ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်မြင်စေဖို့ရာအထောက်အကူဖြစ်စေမှာကတော့အသေးကြပါပဲ။ဒါကြောင့်လူငယ်တွေအနေနဲ့ကို့မှာဆိုရှယ်နက်ဝကောင်းကောင်းမရှိသေးဘူးဆိုရင်တော့ ကိုယ့်ရဲ့ social network ကိုပုံမကျေပြန့်လာအောင်တဖြည်းဖြည်းနဲ့စူးစမ်းချဲ့တွင်ပြီးတိစောက်ထားသင့်ပါတယ်။လူငယ်တွေအနေနဲ့ social network ကောင်းတစ်ခုရဖို့အတွက်ဆိုကိုလိုချင်တဲ့ network တွေရလာနိုင်မယ့်အပြင်စမနာပွဲတွေတက်တာမျိုးတွေ social media အမျိုးမျိုးပေါ်က webinar ပွဲတွေတက်တာမျိုးတွေလုပ်ပြီးအဲ့ဒီနယ်ပယ်က လူတွေနဲ့ရင်းနှီးကျွမ်းဝင်အောင်မိဖွဲ့မိဆက်တာတွေပြုလုပ်သင့်တဲ့အပြင်တခြားသောနိလန်းတွေကိုအသုံးပြုပြီးတော့လေကိုယ့်ရဲ့ဆိုရှယ်နက်ဝက်ကိုများတစ်ထက်များလာအောင်လှုပ်ဆောင်သင်ပါတယ်။ ဒါအပြင် social network ကောင်းတဲ့သူတွေကတခြား social network မရှိတဲ့သူတွေထက်ဆိုင်ရင်ဘဝမှာပိုပြီးအောင်မြင်ကြီးပွားတိုးတက်ကြတာမလို့တဲ့အနေနဲ့အခုချိန်မှာ social network ကောင်းကောင်းသာရှိမထားဘူးဆိုရင်တော့ social network ကောင်းတစ်ခုရအောင်စူးစမ်းတိစောက်ဖို့အကြံပေးလိုက်ပါစီနော်ဆက်လက်ပြီးတော့လည်းအခုလိုမျိုးစိတ်ဝင်စားစရာဗဟုသုတဖြစ်စေမယ့် knowledge တွေကို sharing လုပ်ပေးပါမလို့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။